CNA တရင်ကားကိုနာတော်တာဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်တက်လိုက်ရပါတယ်။ဒီနေ့ညမာတက်ကရက်1386ခုနဲ့တပေါင်းလားဆုံ9ရက်နဲ့2025ခုနဲ့မတ်လ19ရက်နဲ့ CNA ရဲ့တရင်တာအွန်လိုင်းရေထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ နေ့ထုတ်လင်းတဲ့ဆက်သွားမယ့်သတင်းတွေကတော့ရန်ကုန်မှာရွှေဆိုင်ဖွင့်ထားပြီးပြန်ပေးဆွဲခံခဲ့ရတဲ့အမျိုးသမီးပြန်လည်လွတ်မြောက်လာတဲ့ဆိုတဲ့သတင်းပုံနှကျွန်းမှာလာမဲလအတွင်းရေရှားပါမှုတံကိုပုံမူခံလာရနိုင်တယ်လို့ဒေသခံတွေပြောဆိုတဲ့သတင်းအပြင်ရခိုင်မှာအကြမ်းဖက်လုပ်ရက်တွေကိုလုပ်နေတဲ့အကြမ်းဖက် ARSA ကောင်းဆောင်အာတာဦးလာအပါဝင်တခြားတပ်ဖွဲ့ဝင် ကိုအုပ်ကိုဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းနဲ့နောက်ထပ်စိတ်ဝင်စားစရာသတင်းတွေကိုကြားမှာဖြစ်ပါတယ် ပထမဆုံးကြားမယ့်သတင်းကတော့ရန်ကုန်မှာရွှေဆိုင်ဖွင့်ထားပြီးပြန်ပေးဆွဲခံရတဲ့အမျိုးသမီးပြန်လည်လွတ်မြောက်လာတဲ့ဆိုတဲ့သတင်းကိုကြားမှာပါရန်ကုန်တိုင်းတာကိတမြို့နယ်မှာရွှေဆိုင်ဖွင့်ထားတဲ့မန်အောင်မြို့ကလီတာခန့်အမျိုးသမီးတအူးဟာလူတစုရဲ့ပြန်ပေးဆွဲမှုကိုခံလိုက်ရပြီးနောက်ပိုင်းဒီနေ့မှာတော့ အသက်အန္တရာယ်တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သူ့ရဲ့မိသားစုဝင်တွေက CNA ကိုပြောပါတယ်။ရခိုင်ပြည်နယ်မန်အောင်မြို့တိမ်ပိလာကျေးရွာကဒေါ်ဆန္နာလင်းခေါ်မိထုတ်ဟာပြီးခဲ့တဲ့မတ်လ18ရက်နေ့မနက်ပိုင်းကသူ့နေထိုင်တဲ့တကိတမြို့နယ်ထူပါယုံ22လမ်းကနေသူ့ရဲ့လင်းလက်ရွှေစင်အမည်ရှိတဲ့တကိတမြို့နယ်အတွင်ကအမှတ်၁ဆေးရွှေဆိုင်ဖွင့်ဖို့အသွာထူပါယုံ22လမ်းထိပ်အရောက်မှာ လူလေးဦးကကားအဖြူပေါ်ကနေဆင်းလာပြီးတော့ဒေါ်ဆန္ဒလင်းခေါ်မိထုတ်ကိုကားပေါ်ကိုအတင်းဖန်းစီခေါ်ဆောင်သွားခံခဲ့ရလဲဖြစ်ပါတယ်။အဲ့နောက်ဒီနေ့မှာတော့ဒေါ်ဆန္ဒလင်းခေါ်မိထုတ်ဟာသူ့ရဲ့နေအိမ်ကိုပြန်လဲရောက်ရှိလာပြီးဖြစ်တယ်လို့သူနဲ့အတူပါသွားတဲ့ရွှေထည်ပစ္စည်းတွေကိုတော့ပြန်ပေးဆွဲတဲ့သူတွေလက်ထဲမှာကျန်နေခဲ့တယ်လို့သူ့ရဲ့မိသားစုဝင်တဦးက CNA ကိုအတည်ပြုပြောပါတယ်။အဲ့ဒီလူလေးဦးကဒေါ်ဆန္ဒလင်းကိုဖမ်းဆီးသွားချိန်မှာဒေါ်ဆန္ဒလင်းအနေနဲ့အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့ သူ့ကိုဖမ်းဆီးထားတဲ့အမျိုးသားလေးဦးကမဆိုင်သူတွေဝန်ပါကြဖို့ကိုပြန်လဲအော်ဟစ်ပြောဆိုခဲ့တဲ့အတော့ဒေါ်ဆန္ဒလဲမှာပြန်ပေးဆွဲသူတွေလက်ထဲကိုပါသွားခဲ့ရတာဖြစ်တယ်လို့လဲဆိုပါတယ် ဒါအပြင်ဒီပြန်ပေးဆွဲမှုမဖြစ်ပွားခင်နှစ်ပတ်ကလေးကပဲဒေါ်စနာလေးနေထိုင်တဲ့အိမ်အနီးမှာအဲ့ဒီပြန်ပေးဆွဲသွားတဲ့ကားအဖြူတစ်စီးနဲ့အမျိုးသားတစ်စုတို့ဟာနေစဉ်နဲ့အမျှရောက်ရှိနေတာလည်းရှိကြတယ်လို့ရက်ကွက်နေပြည်သူတွေကဆိုကြပါဗျ။စက်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်မြို့အပါအဝင်မြန်မာတိုင်းနိုင်ငံလုံးမှာအလို့အကင်မရှိတာငွေကြေးကျတဲ့တာစားဝတ်နေရေးအဆင်မပြေတာတွေကြောင့် ဘန်းတွေကိုဓမြတိုက်တာလူရက်တာဖောက်ထွင်းခိုးယူတာပြန်ပေးဆွဲတာတွေကိုနေ့စဉ်နဲ့အမျှမြန်မာပြည်သူတွေရင်ဆိုင်ကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်အဲ့လိုနိုင်ငံအတွင်းတရားဥပဒေစိုးမိုးမှုလုံခြုံမှုမရှိတဲ့အတော့ပြည်သူကိုပြည်သူချင်းချင်းကူညီကသတိထားသွားလာဖို့ကိုဒီနောက်ပိုင်းမှာပုံမလိုအပ်လာနေတယ်လို့လဲရခိုင်မှာရောက်ရှိနေကြတဲ့တိုင်းရင်းသားပြည်သူတွေကတိုက်တွန်းပြောဆိုကြရလဲရှိပါတယ်ခင်ဗျာ က်လက်ကြားမှာကတော့ပုံနှကျုံးမှာနာမည်လာအတွင် ရေရှားပါမှုတန်းကိုပုံမူခံလာရနိုင်တယ်လို့ဒီသက်ခံတွေပြောဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်ပုံနှကျုံးမြို့ကကြေးဝါရီမှာအခုလာမယ့်အပီလာအတွင်မှာရေရှားပါမှုတန်းကိုပုံမူခံစားလာရနိုင်တယ်လို့ဒီသက်ခံတွေကပြောပါတယ် ပုံနှကြိုးမြို့နယ်ဟာနှစ်စဉ်ရေရှားပါမှုနဲ့ရေဆိုင်နေရတဲ့မြို့နယ်တစ်ခုဖြစ်ပေမဲ့ဒီနှစ်မှာတော့ကျေးရွာတွေမှာရှိနေတဲ့ရေနဲ့နေထိုင်တဲ့လူဦးရေမမြတ်တတာကြောင့်ရေရှားပါမှုကိုအရင်နှစ်တွေကထပ်ဆော်ပြီးရင်ဆိုင်နေကြရတာဖြစ်တယ်လို့လည်းသူကပြောပါတယ်ဒီနှစ်မှာတော့တိုက်ပွဲတွေကြောင့်ပုံနှကြိုးမြို့နယ်အတွင်းကိုစစ်ရှောင်ရောက်လာသူဦးရေဟာများတဲ့အတွက်အရင်နှစ်တွေကထပ်ဆော်ပြီးရေရှားပါမှုတန်းကိုစောလျင်စွာခန်းစားကြရတာဖြစ်ပြီး အခုလာမယ့်ဧပြီလအတွင်းမှာတော့ရေရှားပါမှုတန်ကိုဒေသခံတွေနဲ့စစ်ပေးရှောင်ပြည်သူတွေဟာပုံမရင်ဆိုင်လာရနိုင်တယ်လို့ပုံနှကျွန်းဒေသအတွင်းကိုစစ်ပေးရှောင်မှုရောက်ရှိနေတဲ့စစ်ပေးရှောင်ပြည်သူတို့ကအခုလိုပြောပါတယ်အဲဒလာချီယုံမှာသူမဖုံမခဲရအဲတိုင်ခူလာဆိုကတိုင်ခူဒီကုန်းကဆုံလား ကဆုံလားတလားတိုင်ခူလားတလားဆိုရအကောက်အခက်ခဲဖြစ်လက်ရှိရေရှာပမှုကိုခန်းစားနေရတဲ့ကြေးရွာအများစုဟာစစ်ဘေးရှောင်တွေအများဆုံးရှိနေတဲ့ကြေးရွာတွေတောပြားချောင်းဒေသကကြေးရွာတွေအပါအဝင်ရန်ကုန်စစ်တွေကားလမ်းမအနီးကကြေးရွာတွေနဲ့စစ်ဘေးရှောင်ပြည်သူတွေအများဆုံးထိုင်ကြတဲ့ကြေးရွာတွေဖြစ်ကြတယ်လို့ဆိုပါတယ်ဒုက္ခရောက်တဲ့နေရာတွေကကြတော့လူကြီးထူထပ်တဲ့နေရာတွေပြီးတော့ဒီပြဿနာကကြီးကြေးတာပေါ့ဒီကိုအားကြောင့်ဖက်မှဆိုရင် ရန်ကုန်စစ်တွေကွေးပြီးကားလန်တခြားကြီးရော်တယ်အဲဒီကြောက်စိတ်ကနေဟိုဘက်အထက်မြေလေးရောက်တဲ့အထိအဲ့ဒီဒါမှရေဘဝရေချားတယ်နောက်ထပ်ဒီတောဖြားဒေသဘုံလုံးကြောင့်တဲ့အထက်ပိုင်းတောဖြားဒေသတွေပြီးတော့ဒီဆမ်ဘရီချောင်းဖြားဒေသတွေဒီတခွင်လုံးပဲပြဘုံလုံးကြောင့်တဲ့တခွင်လုံးပဲဒီရေချားနေကြတာပြည်သူတွေအနေနဲ့လာမယ့်လတွေမှာ ဒေတာဆိုးရွားတဲ့ရေရှားပမှုကိုဒေတာခန့်တွေအနေနဲ့ရင်ဆိုင်လာခဲ့ရရင်ချက်ပြုတ်ရေးရှော့ဖို့ရေးစရော်တွေမှာပြည်သူတွေအခက်တွေ့လာရနိုင်တယ်လို့ကျမ်းမာရေးအတော့ယာနာယောဂါတွေပါပြန်လည်ဖြစ်ပွားလာနိုင်တဲ့အခြေအနေမှာပါရှိလာနိုင်တယ်လို့နောက်ထပ်ဒေတာခန့်မျိုးသမီးတို့ကပြောပါတယ်ဟေးမဟင်းကြီးပါလေစာဝီဟင်းကြီးလို့ဟာခက်ကြီးပါဗီရေရှူရသုံးဝီလေးတော့အရေးကြီးပါဝီလေးဝီကြီးအမရှေဖဘီဖို့ကိုစတိမလေးတော့ Riga, Riga Prince ba bo. A khu se ga le ko sinya sa ba. A le Riga ma hin lum ra. Prince ba ga. Ye gi ri ma hin gi. Sa ga che pho la phli. Ko ga ni ma ma nei. Ye gi eng de so ma main ta su tu ngang le ya a shin na ya ko ni ma. Ye gi nyu ta min ta ya ko ma me ye. Eng ya a pha ta ya a main ta ya ye a shin na ya ko ni so ye so. Ta ya ka doctor ha gi. ဒီအိမ်မှာအမင်းနဲ့အရှိတနေနေရရှယ်လို့ပုတ်ကြည့်နေရကြီးဘီမင်းကြီးလောလောခဲအပ်စတီးစကလေးသောအဆောင်ပါရဲ့ဆောင်းပေးပါမလဲဒီလောဝင်နေတာကိုကမအရှင်ခေါ်နေအောက်ခုစကြီးဒီရအရှိတီးကိုလေးသောခေါ်လို့လောနေစားပါကောညာအိမ်မှာဆိုတော့ကိုယ်ကမနေနေစကားနေမတူပါမလဲအင်ခေလင်းရမှာအမျိုးမျိုးကလူတင်းနေနေစားပါကောအရှိတီးလေးပြောင်းလဲမတူကြပါဘယ်လဲအေးရီခန့်ခန့်တော့မှဘေးရနာဒီပေါက်ကြည့်မလို့ရည် ရဟန်းတိတ်စိတ်ကြီးရီမချွာကပို့လို့ဖိုင်လိုက်ပါတော့အခုဘောရကတိလက်ရှိမှာတော့ဒီရေရှားပမှုဖြစ်ပွားနေတဲ့နေရာတချို့ကိုသက်ဆိုင်ရာအရပ်ဖတ်အဖွဲ့အစည်းတွေဒေတာတွေကူညီရေးအဖွဲ့တွေက ရေလူတန်းပေးတာရေစုပ်ဆက်တွေထောက်ပံ့ပေးတာတွေရှိပြီးတောက်သုံးရေဖြန့်ဖြူးဝေမျှပေးတာတွေလည်းရှိတယ်လို့လဲဆိုပါတယ်။ရခိုင်ပြည်တွင်းမှာရှိကြတဲ့မြို့နယ်အများစုကခြေဝါတွေမှာရခိုင်ကလေးကပင်ခြေဝါအလိုက်တောက်ရေကန်အဖြစ်နဲ့တပိုင်းတနိုင်တိုးဖော်က မိုးရေကိုတိုလောင်က တနှစ်ပတ်လုံးကိုခက်ယူတုံးဆွဲကြရတာလည်းဖြစ်ပါတယ်။လက်ရှိမှာရာသီဥတုဖောက်ပြန်မှုကြောင့်အပူချိန်မြင့်တက်တာကျေးရွာတွေမှာစစ်ဘေးရှောင်ဥယျာဉ်တွေတိုးလာတာကြောင့်မိုးရေတိုလောင်ထားတဲ့ရေကန်တွေမှာရေကန်၆တာတွေဖြစ်လာနေကြရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ တခေါက်ဆက်လက်ကြားမှာကတော့ရခိုင်မှာအကျန်းဖတ်လို့ရတွေကိုလုံနေတဲ့အကျန်းဖတ် ARSA ခေါင်းဆောင်အာတာဦးလာအပါအဝင်တခြားတပ်ဖွဲ့ဝင်ကိုကိုဖမ်းဆီးရမိကြတဲ့ဆိုတဲ့တဲ့င်းကိုကြားမှာဖြစ်ပါတယ်။အစ္စလာမ်ရဲ့အစွန်ရောက်စစ်သွေးကြွအကျန်းဖတ်မွတ်စလင်နှက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့အာတာဦးလာအပါအဝင်တခြားတပ်ဖွဲ့ဝင်ကိုကိုမတ်လ16ရက်နေ့မှာဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးလိုက်ပြီးဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ အဲ့ဒီအစ္စလာမ်ရဲ့အစိုးရစစ်သွေးကြောအချမ်းဖတ်မွတ်စလင်နိုင်ငံအဖွဲ့တစ်ခုဖြစ်တဲ့ ARSA ထိပ်ပိုင်းခေါင်းဆောင်အာတာဦးလာအပါအဝင် အခြားတပ်ဖွဲ့ဝင်၉ဦးကိုရန်ကန်မြို့နဲ့မီမန်ဆင်းမြို့မှာဘင်္ဂလားဒေ့ရှ်အချမ်းဖတ်နိုင်နေရဲ့အဖွဲ့ AIP ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေကဖော်ပြထားပါဗျ။ဖမ်းဆီးခံရတဲ့ ARSA ခေါင်းဆောင်တွေနဲ့တပ်ဖွဲ့ဝင်တွေရဲ့နာမည်တွေကိုတော့ ARSA အဖွဲ့ရဲ့လက်ရှိခေါင်းဆောင်ဖြစ်တဲ့အသက်၄၈နှစ်အရွယ် အတာဦးလာအသက်66နှစ်အရွယ် ARSA ဘာသာရေးခေါင်းဆောင်မစ္စတာအာမတ်အသက်24နှစ်အရွယ်မိုနီရူဇာမန်အသက်28နှစ်အရွယ်စလီမူလာ အသက်23နှစ်အရွယ်အစမော ဟော်ရှာနာအသက်55နှစ်အရွယ်မိုဟာမက်ဟာဆန်အသက်24နှစ်အရွယ်မိုဟာမင်အက်ရှမတ်ဦးလာ အသက်43နှစ်အရွယ်မိုဟာမက်ဟာဆန်အသက်22နှစ်အရွယ်ရှာဟီနာနဲ့အသက်18နှစ်အရွယ်စီနိုဝါတို့ဖြစ်ကြတယ်လို့အဲ့ဒီသတင်းမှာဖော်ပြထားပါတယ် လက်ရှိမှာတော့အဲ့ဒီဖန်ဆီးရမိထားတဲ့အကြမ်းဖက်ခေါင်းဆောင်တဲ့တပ်ဖွဲ့ဝင်တွေကိုအကြမ်းဖက်မှုစန့်ကျင်ရေးအပ်ဥပဒေတရားမဝင်ဝင်ရောက်နေထိုင်မှုဥပဒေတွေနဲ့ဒါကခရိုင်ရန်ကန်မြို့ရဲစခန်းမှာအမှုဖွင့်ပြီးတော့ဒီနေ့မတ်လ16ရက်နေ့မှာတော့ရုံးထုတ်စေမှုကိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါဗျ။အဲ့ဒီအကြမ်းဖက်ခေါင်းဆောင်အတာဥလာအပါအဝင်တခြားတပ်ဖွဲ့ဝင်၉ဦးနဲ့အတူဘင်္ဂလားဒေ့ရှ်ငွေတာကာ23သိန်းကျော်နဲ့ငွေ23သိန်းဒါတန်ကျိုးအထူး လက်ပတ်နာရီလေးလုံးကိုလည်းတင်းဆဲရမိခဲ့တဲ့လို့လည်းဖော်ပြထားပါဗျ။လက်ရှိဖမ်းဆီးရမိခဲ့တဲ့ ARSA အဖွဲ့တွေဟာရခိုင်မှာအရခတ်တော်နဲ့စစ်ကောင်စီတို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်မှာစစ်ကောင်စီဘက်ကနေစစ်ကူအနေနဲ့ပါဝင်ကူညီတိုက်ခိုက်ပေးတာစစ်ဟင်အားစုဆောင်ပေးရတွေကိုလှုံ့ဆော်ပေးခဲ့တာရှိသလိုရခိုင်ပြည်တွင်းကဘူးစီတောင်နဲ့မောင်တော်မြို့နယ်တွေကအပြစ်မဲ့ရဲသားပြည်သူတွေကိုဖမ်းဆီးကာငွေတောင်းတာမတရားဖမ်းဆီးတပ်ဖြတ်တာတွေအပြင် ရာဇဝတ်မှုမျိုးစုံကိုကျူးလွန်နေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။ နေ့တရက်သတင်းထုတ်လွှင့်မှုအတွက်နောက်ဆုံးကြားမယ့်သတင်းကတော့စက်ကောင်စီဖမ်းဆီးရမိခဲ့တဲ့ကြက်ငွေ66ဘီလီယံကျော်တန်ရေးရှိတဲ့မူရည်စေဝါဟာ AA စီးပွားရေးတာဝန်ခံကတည်ယူနေတာလို့စွပ်စွဲပြောဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်။စက်ကောင်စီကရန်ကုန်မှာမတ်လ6ရက်နေ့ကမူရည်မောင်ခိုဂိုင်းအဖွဲတစ်ခုကိုမြန်မာကြက်ငွေ66ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရည်စေဝါရင်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဒီကနေ့မတ်လ19ရက်နေ့ထုတ်စက်ကောင်စီသတင်းစာမှာဖော်ပြထားပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့မူရည်စေဝါတွေဟာ ရှမ်းပြည်နယ်ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်တဲ့ကိုတင်မောင်ဝင်းရဲ့အစီအမံနဲ့ရန်ကုန်တိုင်းအတွင်းအဆင့်ဆင့်ချိတ်ဆက်ရောင်းချသူတွေအပြင်ရန်ကုန်ကတဆင့်မလေးရှားပင်လယ်ပြင်ကိုပါချိတ်ဆက်ရောင်းချတာတွေကိုဖော်ထုတ်ဖန်ဆီးထားတာဖြစ်တယ်လို့စစ်ကောင်စီကဆိုပါတယ်အဲ့ဒီကရန်ကုန်ကတဆင့်မလေးရှားပင်လယ်ရေပြင်ကိုဒီစေးဝါးတွေရောင်းချဖို့အတွက်ကိုအရခတ်တော်အေရဲ့စီးပွားရေးတာဝန်ခံ ိုရဲဝင်းခေါ်ကိုကျော်စိုးလေးနဲ့ဇနီးဖြစ်သူမတီတာမြင့်တို့ကစီမံလှုပ်ဆောင်နေတယ်လို့စစ်ကောင်စီကဆွဆွဲပြောဆိုတာတွေရှိနေပြီးလက်ရှိမှာတော့သူတို့နှအိုးကိုမဖမ်းဆီးနိုင်သေးဘူးလို့လည်းဆိုထားပါတယ်။ဒါပေမဲ့တောင်တကုံမြောက်တကုံစိတ်ကြီးခနောင်တို့တာကေတာနဲ့မြောက်ကလာပါမြို့နယ်တွေက ပြန်လည်ရောင်းချပေးသူ ချိတ်ဆက်ပေးသူနဲ့တည်ယူပို့ဆောင်ပေးသူ၁၄ဦးနဲ့အတူမိုးရေဆေးဝါးတွေကိုဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့လည်းစက်ကောင်စီကဆိုပါတယ်။ဒါအပြင်အာရခတတော် A ရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းခေါ်ကိုကျော်စိုးလေးနဲ့ဇနီးဖြစ်သူမတ်တီရာမြင့်တို့သူတို့ဇနီးမောင်နှံဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့မှာလဲမော်တော်ယာဉ်ဂိတ်တွေဖွင့်လှစ်ထားပြီးခီးတဲ့မှန်လုံရင်၁၆စီးနဲ့အတူမိုးရေဆေးဝါးတည်ယူပို့ဆောင်နေတာဖြစ်တယ်လို့လည်း မော်တော်ယာဉ်ပုံတွေနဲ့တကွစက်ကောင်စီကဒီနေ့ထုတ်သတင်းစာမှာဆွဆွဲဖော်ပြထားတာကိုလည်းတွေ့ရပါတယ်စက်ကောင်စီအနေနဲ့ဒီမိုးရဲ့ဆေးဝါးကတင်ဆက်ရမိတဲ့ငွေကြေးအကျိုးမြတ်တွေပိုင်ဆိုင်မှုတွေကိုပြည်သူ့ဗန္နာအဖြစ်တင်ဆက်နိုင်ဖို့အတွက်ငွေကြေးခေါ်ဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့စက်ပြီးအေးအေးယူဆောင်ရွက်ဖို့ကိုလှုံ့ဆော်နေတယ်လို့လည်းဆိုထားပါတယ်စစ်ကောင်စီဟာရန်ကုန်မြို့အတွင်းနဲ့မြန်မာနိုင်ငံအတွင်းကမိုးရေဆေးဝါးတော်တော်များများကိုဖမ်းဆီးရမိတိုင်း အရခတော်တော်အပါအဝင်တိုင်းသနကိုင်တွေရဲ့မိုးရစေဝါတွေဖြစ်ကြောင်းမကြမကြဆွဲပြောဆိုလေးရှိပါတယ်။လက်ရှိမှာလည်းဖန်ဆီးရမိထားတဲ့မိုးရစေဝါတွေကိုအရခတော်တော်နဲ့ပတ်သက်နေတယ်လို့စစ်ကောင်စီကဆွဆွဲပြောဆိုနေရတွေထပ်မံရှိနေပြီးလက်ရှိစစ်ကောင်စီဆွဆွဲပြောဆိုမှုနဲ့ပတ်သက်ပြီးတော့အရခတော်တော် A ကတစုံတရာထုတ်ပြန်လာတာမျိုးမတွေ့ရသေးပါဘူးခင်ဗျာ။ ျွန်တော်တို့ CNA သတင်းလာရဲ့ Data Review သတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည်ဆောင်ပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့ဒီမှာလဲ CNA ကတင်ဆက်ပေးတဲ့အညာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလဲနေ့စဉ်ဆောင်ရွက်ရှိနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။